မကြမီမြန်မာနိုင်ငံမှာငလျင် NDA ရှိဆုံးဖြစ်လာနိုင်တဲ့နေရာ၃နေရာကိုပြောပြလာတဲ့ပညာရှင်တူအခုတနောကဘာတဝမ်းမှာပြင်ရခွင့်ဝင်းကျင်ရှိတဲ့ငလျင်ကြီးတွေခက်ဆိတ်ဆိတ်လှုပ်ခတ်လာတာကိုတတိထားမိကြမယ်ထင်ပါတယ်အထူးသဖြင့်လွန်ခဲ့တဲ့၆လကျော်ကမန္တလေးနားမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးရဲ့နောက်ဆက်တွဲအနေနဲ့ကဘာကြောက်တုချက်တွေရဲ့လှုပ်ရှားမှုတွေပုံများလာသလားလို့တောင်ထင်ရပါတယ် ဒီလိုအခြေအနေတွေကြောင့်ငလေးအနေအကိုစောင့်ကြည့်လေ့လာနေတဲ့ပညာရှင်တူဖြစ်တဲ့ကိုစီနောင်နောင်သက်ကလက်ရှိချက်လက်တွေပေါ်မူတည်ပြီးမြန်မာနိုင်ငံမှာမကြမီကာလအတွင်းအင်အားပြင်းငလင်ကြီးတွေကြားရောက်နိုင်တဲ့အနေအဆုံ၃ခုကိုအခုလိုပဲတတိပေးပြောကြားလာပါတယ်။ သူရဲ့သုံးသပ်ချက်တင်ရာအနေအချီဆုံးဆောင်တွေကစကိုင်းပြည့်၍တောင်ပိုင်းပဲခူးပိုင်းဖြစ်ပြီးရန်ကုန်မြို့နယ်မြဝကျွန်းပေါ်ဒေသတွေထိပါဝင်ပါတယ်။ဒီနေရာဟာနှစ်ပေါင်း95နှစ်ကြာငလင်ကြီးမလုပ်ပဲဖိအားတွေစုနေတဲ့ငလင်ကွက်လက်ဖြစ်နေရာကြောင့်အစိုးရရာဆုံးလို့ဆိုပါတယ်။ရှမ်းကုန်းပြည်မြပေါ်ကပြည့်ရည်တွေပဲဖြစ်ပါတယ်။အထူးသဖြင့်တောင်ကြီးပြည်ဦးတွင်ကြောက်စဲကနေနေပြည်တော်ထိမြို့ကြီးတွေဟာတီးဆုံထဲမှာပါဝင်နေပါတယ်။ မြန်မာနိုင်ငံနောက်ချမ်းကအင်တိုဘားမှထိုးဆိုင်ဆုံးဖြစ်ပြီးချင်းပြည်ငယ်နယ်စကိုင်းတိုင်းထပ်ပိုင်းကမြို့တွေတတိပြုတ်ဖို့လိုအပ်တယ်လို့ဆိုပါရယ်။ဒါကြောင့် DNA အစုံတွေမှာနေထိုင်ကြတဲ့မိတ်ဆွေများအနေနဲ့ကိုနေထိုင်တဲ့စောင့်ဝင်ရဲ့ခံခဲ့မှုကိုစစ်ဆေးတာ၊ငလင်လို့ရင်ဘာလို့မလဲဆိုတဲ့မိသားစုရေးပေါ်စီစဉ်တွေကိုဆွဲထားတာမျိုးတွေနဲ့ကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးကြောင်းပြောလာတာဖြစ်ပါရယ်။